တက်ပြီးတော့အတွေ့အကြုံတွေဘာတွေရှိလဲတရင်နဲ့ပတ်သက်ပြီးယုံကြည်တဲ့သူတွေဘယ်လိုတွေရှိလဲဆိုပြီးသူတို့တွေလိုက်မေးကြတယ်လိုက်မေးကြတဲ့အပေါ်မှာလူကမ္ဘာလူဦးရေ45ရာခိုင်နှုန်းကတရဲကိုယုံကြည်ကြတယ်ဆိုပြီးတော့လန်ဒန်တက္ကသိုလ်ကသူတို့ထုတ်ဖော်ထားတယ်အဲ့တရဲကိုယုံကြည်ကြတဲ့လူတွေကိုတက်ကြည့်လိုက်မယ်ဆိုရင်ဗျာ45ရာခိုင်နှုန်းကတရဲယုံကြည်တယ်ပြီးတော့နောက်တစ်ခုကမ္ဘာလူဦးရေ65ရာခိုင်နှုန်းကတရဲကိုမမြင်ဘူးကြောက်ကြားဘူးကြတယ် ကြားဝတဲ့အချိန်တွေမှာဘလို့ကြားဘူးလဲလို့မေးရဆိုရင်ဗျာဥပမာကျွန်တော်တရေအကြောင်းတစ်ခုပြောတယ်ထားပါအဲတရေအကြောင်းပြောတယ်ဆိုရင်ကျွန်တော်နောက်လူကိုကျွန်တော်တရေအကြောင်းတော့ပြောလိုက်မယ်အဲနောက်လူကနေပြီးနောက်လူပြောတဲ့တရေအကြောင်းမှာအကြောင်းရနေလေးပို့ပါသွားမယ်ဗျာအဲ့ဒါလူရဲ့သဘောတဘာဝပဲဆိုတော့ကျွန်တော်တို့သိတာထက်လူကပို့ပြောတတ်တယ်ကျွန်တော်တို့သိတယ်ဆိုပြီးတော့ပို့ပြီးခန်းစားမိအောင်ပြောတတ်တယ်အဲ့လိုအချိန်တွေမျိုးမှာတရေရဲ့ story ကလုံးဝချက်ကားသွားကျွန်တော်တရေကိုဘယ်မှာမြင်မှုကြလဲကျွန်တော်တို့မြင်မှုတယ်ဆိုရင်နံပါတ်၁ချက်ကျွန်တော်ရုပ်ရှင်တွေမှာမြင်မှုတယ်ကျွန်တော်တို့ဝတ္ထုတွေထဲမှာကျွန်တော်ကြားမှုတယ်ဖတ်မှုတယ်ဒီလောက်ပဲကျွန်တော်ဒီထက်ပို့ပြီးတော့ကျွန်တော်တို့ခမိုင်မှာတရေမြင်မှုတယ်ဆိုတဲ့လူကအရင်ကရှားပါတယ် တို့ science နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ဗျာ science နဲ့ပတ်သက်ပြီးတရေအကြောင်းမပြောခင်မှာ science နဲ့ပတ်သက်ပြီးကျွန်တော်အုံနောက်အကြောင်းကိုကျွန်တော်အရင်ဆုံးပြပြပေးမယ်ကျွန်တော်တို့အုံနောက်ဘလို့အလုံးလုံးလဲအဓိကဗျာကျွန်တော်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာသွက်ကြည့်မယ်ဆိုရင် radio တွေမပေါ်လာသေးဘူးလူတိုင်း radio ဆိုတာဘာမှမသိသေးဘူးဗျာအဲ့လိုအခြေအနေမျိုးမှာရထားဘူးတာတစ်ခုမှလူတစ်ယောက်က radio အကြီးတစ်ခုထားပြီးတော့တချင်းဖွင့်ထားတယ်အဲ့တချင်းဖွင့်ထားတဲ့အချိန်မှာနောက်လူတစ်ယောက်ကဘာလဲဆိုရင်အဲ့လူနှစ်ယောက်လာတယ်ဗျာနှစ်ယောက်လာပြီးတော့ရထားဘူးတာမှာရက်ကြည့်ပြီးတော့ ဒီအရာကဘာလို့အတန်ထွက်နေရလဲဘေးနားလူကထိုင်ပြီးတော့ပဲတချင်းစုံနေရလားသူတို့ပြောတယ်ပြီးနောက်တစ်ခုကအဲ့ထဲမှာပဲလူတယောက်ထိုင်နေရလားအေးပုံကြီးထဲမှာလူတယောက်ထိုင်နေရလားဘာလို့ဆိုအရင်တော့ရေဒီယိုอ่ะဗျာအရင်အောင်ကြည့်တယ်ဗျာအရင်အောင်ကြည့်တဲ့အချိန်မှာဒီနေ့အတန်ထွက်နေတာတော့သူတို့သိတယ်ဒါပေမဲ့အတန်ဘယ်လိုထွက်လာလဲသူတို့မသိဘူးဗျာဆိုတော့အဲ့ချိန်ဒီမှာကြောင်တောင်တောင်နဲ့ကြည့်နေဥမာကျွန်တော်ပြောမှာဆိုဒေါသတွေလို့ဘူးတာကိုလာတယ်ဆိုရင်ဗျာသူတို့တွေမသိတဲ့အကြောင်းအရာတွေအများကြီးရှိတယ်ဗျာဆိုတော့အဲ့လိုအချိန်ဒီမှာဒီအရာသူတို့မမြင်ဘူးဗျာဒီရေဒီယိုသူတို့မမြင်ဘူးတဲ့အပေါ်မှာဒီကြောင်းရတယ်ပတ်သက်ပြီးအထဲမှာပဲလူတယောက်ထိုင်နေရလားအထဲမှာလူတယောက်ထိုင်နေတယ်ဆိုရင်လေ ဒီလောက်တိတ်တိတ်လေးဘူးထဲမှာလူပြောက်ထိုင်ပေါ်မဖြစ်နိုင်ဘူးခလေးပဲဝင်ထိုင်နေရလားဒါမှမဟုတ်နောက်တစ်ခုอ่ะဗျာဒီလူဘေးနားမှာရှိတဲ့လူอ่ะပဲတချင်းဆူနေရလား ဘီနာရှိရဲ့လူတချင်းစုံတွေရောဘီနာတီးလုံးနေရဘလို့ပါလာလဲပြီးတော့ဘီနာတယောက်ကလည်းဗဇက်ကလုံးဝမလှုပ်အဲ့လိုမျိုးတို့တွေတယောက်နဲ့တယောက်တိုင်ပင်နေကြတဲ့ပုံမှာတို့ကဘာအောင်ဆုံးဖြတ်လိုက်လဲလို့မေးရဆိုပြဆိုတော့ဒီအကြောင်းအရာကိုရေဒီယိုမှန်းတို့မသိတို့မသိတော့တို့ကဝင်မခံအောင်တို့သိတာနဲ့ပတ်သက်ပြီးလိုက်စဉ်းစားရအဲ့ဒါလူအုံနောက်ရအလိုလိုပုံပဲဗျဥပမာကျွန်တော်ပြောရမယ်ဆိုရင်လူတွေကအကြောင်းအရာတစ်ခုမသိတော့မသိဘူးဆိုပြီးဘယ်တော့မှလက်မခံဘူးတို့သိတယ်လို့လူတွေနဲ့ရောင်းရင်းလေးလေးလုပ်တယ်ဗျတို့သိတယ်လို့တို့စဉ်းစားကြည့်တယ်အဲ့စဉ်းစားကြည့်တဲ့ပုံမှာဒီအဖြေတွေကအမှန်မဟုတ်တကယ်လို့အဲ့ဒါကိုတို့မသိဘူးဘီနာလို့သွားမေးလိုက်တယ်အဲ့ဒါဘာလဲလို့မေးရဆိုရင် ဘေးနားလူကရှင်းပြလဲမယ်အဲ့ဒါရေဒီယိုဆိုဒါပေမဲ့တို့ကသွားမမေ့ဘူးသွားမမေ့ပဲနဲ့တို့ကတို့ဆုံးဖြတ်တယ်အထဲမှာလူဝင်ထိုင်နေလားဒါမှမဟုတ်ဘေးနားလူတချင်းစိုးနေလားလားတို့ကတို့အဲ့လိုမျိုးတွေဆုံးဖြတ်လိုက်တာအဲ့ဒါလူအုံတော့ရဲ့အလုပ်လုပ်ပုံပဲဗျာโอเคကျွန်တော်ဒီတရေဘက်ကိုပြန်လာကြည့်ရအောင်တရေတကယ်ရှိလားမရှိဘူးလားရှိရဆိုရင်ဘယ်လိုရှိနေပါလဲကျွန်တော်ကဘာလူဦးရေ95ရာခိုင်နှုန်းကတရေရှိရဆိုပြီးကြားဘူးကြားတယ်ဒါပေမဲ့တရေကိုမမြင်ဘူးကြားအောင်ကဘာလူဦးရေ9ရာခိုင်နှုန်းကပဲတရေကိုမြင်ဘူးကြားတယ် ဒါပေမဲ့95ရာခိုင်နှုန်းကသူတို့တရဲကိုမမြင်ဘူးမယ်သူတို့တရဲကိုအရန်ကြိုက်တယ်ဗျအရန်ကြိုက်တယ်ဆိုတော့သူတို့ကြောက်စရာကောင်းလို့အရန်ကြိုက်တာဥပမာတရဲကိုဘဲချိန်မှာကြောက်လဲကျွန်တော်ကြည့်ရမယ်နံပါတ်1ချက်အမှောင်ထဲမှာကြောက်တယ်အမှောင်ထဲမှာကျွန်တော်တို့အဓိကကြောက်တာတရဲကိုကြောက်တာမဟုတ်အမှောင်ဆိုပြီးမြင်လိုက်ပြီဆိုလူကကြောက်စိတ်ကအော်တိုပေါ်လာတာဘာလို့ဆိုလူတယောက်အမှောင်ထဲသွားရင်ဗျအများနဲ့ကြောက်စိတ်ပေါ်တယ်ဘာလို့ဆိုကျွန်တော်တို့မမြင်ရတော့အဲ့နေရာကိုအဲ့နေရာမမြင်ရတော့တဲ့အပေါ်မှာကြောက်စိတ်ကနံပါတ1ချက်အော်တိုဝင်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တရဲဖြစ်လာမလားအတန်တခုကြာရင်တော့မှတရေလို့ဝါတာဆိုပြီးတော့အဲ့လိုပြောကြမှာပါဘာလို့လဲဆိုတော့လူစိတ်ရဲ့ကြောက်စိတ်ကအဲ့ထဲမှာအပြည့်အဝရှိနေတဲ့အတွက် တရေဆိုပြီးတော့သူတို့ခံယူနေတယ်ဒါပေမဲ့တကယ်တရေဖြစ်တာမဟုတ်ပြီးနောက်တစ်ခုကကမ္ဘာလူရဲ့900ဂိုင်းတော့တရေမြင်မှုတယ်ဆိုပြီးပြောကြတယ်ကျွန်တော်ခုနပြောရတယ်စစ်တမ်းထဲမှာပါတယ်ဒါပေမဲ့အဲ့900ဂိုင်းတော့လည်းတရေတကယ်တရေကိုမြင်မှုတာလား မြင်မိုးတာလည်းဖြစ်နိုင်တယ်လို့မဟုတ်တာလည်းဖြစ်နိုင်တယ်ကျွန်တော်ခုနပြောခဲ့သလိုမျိုးလူတစ်ယောက်ကအမှောင်နဲ့သွားတယ်ဆိုတော့အကြောက်တရားအပြည့်နဲ့သွားနေရတာအဲ့ဒီအချိန်မှာဒါအဲ့လူကအဲ့မနေရတာတရေကကြည့်သွားဥပမာကျွန်တော်ပြောရမယ်ဆိုရင်ဗျာကျွန်တော်ဒီညကျွန်တော်ညဘက်ကိုအပြင်ထွက်မယ်ညအမှောင်နဲ့ကျွန်တော်ရှောက်သွားမယ်အဲ့ဒီအချိန်တွေမျိုးမှာလောကီအစားတစ်ခုနဲ့ကျွန်တော်အမှောင်နဲ့သွားမယ်ဆိုရင်ဗျာအဲ့ဒီအချိန်တွေမှာကျွန်တော်ဒီမနက်မှာကျွန်တော်တရေကကြည့်ရတယ်အမှောင်နဲ့မှာတရေကဘလို့လာတယ်အင်းကြီးဖြူနဲ့ဘလို့လာတယ်ဆိုတော့ကျွန်တော်တွေးပြီးတော့အဲ့လိုသွားနေဆိုရင်ဘေးနားမှာဗျာလူတစ်ယောက်အော်ဒန်ကြားလဲကျွန်တော်တရေအော်ဒန်ဆိုပြီးတော့ကျွန်တော်ထွက်ပြေးသွားမှာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အုံတော်ရဲ့အလိုလိုပေါ့အဲ့လိုရှိတယ် ကျွန်တော်တို့အုံနောက်ကိုတက်ကြည့်မယ်ဆိုရင်များအာရုံမျိုး၅ပါးရှိတယ်အဲ့ဒါပါလဲလို့မြင်ရဆိုရင်အနက်ရှိမယ်အရသာရှိမယ်အမြင်ရှိမယ်အကြားရှိမယ်အထီတွေ့ရှိမယ်အဲ့၅ခုနဲ့ကျွန်တော်တို့လဲပတ်နေတာဗျဥပမာကျွန်တော်မိတ်ဆွေကိုကျွန်တော်စမ်းကြည့်မယ်တရရှိလားမရှိလားမိတ်ဆွေယုံလားကျွန်တော်အရင်ဆုံးမိတ်ဆွေနဲ့စမ်းကြည့်ဘယ်လိုစမ်းလဲလို့မြင်ရဆိုရင်အခုလက်ရှိအစ်င့်တကောင်ကိုကျွန်တော်တို့တွေးလိုက်တွေးဝယ်လား ဆိုတွေးဝဲတယ်ဆိုကျွန်တော်တို့စေးနှကောင်းမှာတယောက်နဲ့တယောက်တွေးရမှာတူမှာမဟုတ်ဗျာဒီဗီဒီယိုဖုန်းတစ်ခုထဲမှာနှစ်ယောက်ထိုင်ကြည့်တယ်ကွန်ပျူတာတစ်ခုထဲမှာနှစ်ယောက်ထိုင်ကြည့်တယ်ဆိုရင်တယောက်နဲ့တယောက်တွေးပုံတူမှာမဟုတ်ဘာဖြစ်လို့လဲဘာလို့တချို့ကကြတော့စင်စခန်းအစင်ပုံတွေးမယ်နောက်တချို့ကဘာလို့ဆိုတော့တော်ရဲအစင်ပုံတွေးမယ်နောက်တချို့ကနှင်းတော်ရဲအစင်ပုံတွေးမယ်ဘာလို့ဆိုတော့ကိုအဓိကအမြဲတမ်းစင်ုံဘဲပုံစံမှာမြင်လိုက်အဲ့ပုံစံပဲတွေးရမှာနောက်တစ်ခါပါတလေးဆိုင်ရုံမှာချုပ်ထားတဲ့စင်တွေကိုသွတ်မြင်လိုက်မှာဆိုအဲ့အเจ้าရတွေကိုကျွန်တော်သွတ်လေ့လာကြည့်မယ်ဆိုရင်ကျွန်တော်တို့အုံနောက်ကကျွန်တော်တို့သိတဲ့လောက်ပဲတွေးတာကျွန်တော်တို့မသိတာကိုတော့မတွေးဘူးကျွန်တော်မမြင်ဘူးတော့တော့မတွေးကျွန်တော်အုံနောက်ထဲမှာအနက်အရသာတွေပါရေအကုန်လုံးရှိနေပြီးသားဗျာ ဥပမာကျွန်တော်ပြောပြမယ်ဆိုတော့ကျွန်တော်တို့ဓာတ်ပေါက်အနှံ့ရတယ်ထားအဲ့ဓာတ်ပေါက်အနှံ့မှာဓာတ်ပေါက်ပုံစံဘယ်လိုဖြစ်နေမလဲဆိုတော့ကျွန်တော်တို့အမြင်မှာမြင်ခဲ့ပွားရယ်ဆိုတော့ကျွန်တော်ခုနပြောတဲ့စင်ပုံစံဆိုရင်ဒါကျွန်တော်တို့ရှေ့မှာစင်ရှိတာမို့ဒါပေမဲ့ကျွန်တော်တို့မျက်လုံးထဲမှာစင်ကိုမြင်ရတယ်အဲ့ဒါဘာဖြစ်လို့လဲကျွန်တော်တို့အုံနောက်ထဲမှာအစိုးရစင်ဆိုတာဘယ်လိုပုံစံလဲရှိနေလို့ပဲအဲ့လိုမျိုးပဲတရဲဆိုတာလဲကျွန်တော်တို့ဒီစစ်တမ်းနေရထောက်ခံချက်အရာဘာပြောလဲလို့မေးရဆိုရင်ဗျာ ကျွန်တော်တို့အုံနောက်ထဲမှာတရေဆိုတာဘယ်လိုပုံစံရှိလဲအဲ့ပုံစံနဲ့ပဲကျွန်တော်တို့မြင်နေရတာကျွန်တော်ကိုယ်တိုင်တရေကိုတွေ့ကြုံဘူးလားလို့မေးဆိုကျွန်တော်တခါတွေ့ကြုံမှုပါတယ်ဆိုတော့အဲ့ဒါအဲ့အကြောင်းအရာလေးကျွန်တော်လည်းလေးထည့်ပြောပြီးပဲဗျာဆိုတော့အဲ့အကြောင်းအရာဘယ်လိုဖြစ်လဲလို့မေးဆိုကျွန်တော်ရဲ့ကျွန်တော်ခေရတဲ့တငယ်ရေးတရားနှစ်ယောက်သွားနေတဲ့အချိန်မှာဆိုတော့ကျွန်တော်တို့ရဲ့ opposite ပေါ့ကျွန်တော်တို့ဒီတစ်ဖက်ကားလမ်းမှာလူတယောက်အမြောက်မိန်းကလေးတယောက်ထိုင်ငိုနေတာပြောအဲ့ထိုင်ငိုနေတာကျွန်တော်တော့တွေ့လိုက်ရတယ် တော့တွေ့လိုက်ရတော့ကျွန်တော်ပြီးတော့သူထိုင်ကုန်နေတဲ့ပုံစံလည်းပြပါလဲဆိုတော့ဒီစပိန်ဖားလာယူချပြီးတော့အင်းကြီးအဖြူယူဝစ်ပြီးတော့သူကဒီချုံမုတ်တဲ့အဲ့လိုဒီယာလိုမျိုးပဲနည်းနည်းချုံထူထက်တဲ့နေရာမှာသူကထိုင်ကုန်နေတာအဲ့ဒါကိုကျွန်တော်တွေ့ပြီးတော့ကျွန်တော်လည်းကိုယ်တိုင်လည်းငငယ်တော့ပါဘောကျွန်တော်ကိုယ်တိုင်ဒီ2016 2019လောက်ကပါအဲ့အချိန်ကကျွန်တော်ကိုယ်တိုင်လည်းတရေထိမ်ပြီးကျွန်တော်ကိုယ်တိုင်ထွက်ပြေးခဲ့ပါသေးတယ်ဒါပေမဲ့ကျွန်တော်အခုပြန်စဉ်းစားကြည့်တယ်အဲ့ဒါလုံးဝတရေမဟုတ်ဘူးဗျာတရေဆိုကျွန်တော်အဲ့လိုလုံးမှာမဟုတ်ဘူးပတ်သက်လူတစ်ယောက်တရေကကျွန်တော်6စီနေတယ်ဆိုရင်ကျွန်တော်ကိုယ်တိုင်လိုက်ပြီး GoPro တက်ထိုင်တာတော့လုံးပလိုက်ပါ तू အဲ့လိုချောက်လို့လည်းကျွန်တော်ဘာမှမရအောင်အဲ့ဒါကျွန်တော်ထင်ကျွန်တော်လူတဲရောစလိုက်တာဗျာဆိုတော့ prank me ွာတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်လူတဲရောကျွန်တော်စနောက်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့ဒီအချိန်တွေမျိုးမှာကျွန်တော်အဲ့ဒါအဲ့ချိန်တုန်းကအဲ့ဒါတကယ်မှမသိဘူးဒီအခုအချိန်တွေအခုတွေ့ကြုံနေကျွန်တော်တွေ့ရဆိုရင်အဲ့တောင်ကျွန်တော်သွားမိမှာအမှဘာဖြစ်နေရလဲဆိုကျွန်တော်တဲ့သွားမိမှာ ဒါပေမဲ့အဲ့တော့ကျွန်တော်တည့်ရဲဆိုပြီးပြေးသွားခဲ့တာကျွန်တော်တို့ကတော့အဲ့လိုမျိုးပဲဗျာတခါလေးကျရင်ကျွန်တော်တို့တစ်ခုခုလှုပ်ပြီးတော့မှကျွန်တော်ပြန်စင်းစားတာဒါတို့မဟုတ်သေးဘူးနော်ငါလှုပ်ခဲ့တာမှားသွားပြီဆိုတော့ဒါလိုမလှုပ်ခဲ့သေးဘူးအဲ့လိုမျိုးဗျာကျွန်တော်တို့အုံတော့အလိုလိုပေါ်အဲ့လိုမျိုးထပ်ခနဲ့ကျရင်ကျွန်တော်တို့အုံတော့ကအရန်ကိုလှင့်မြန်တယ်ဗျာအတွေးတွေကအရန်လှင့်မြန်တယ်ပြေးဖို့ပဲစဉ်းစားတာဥပမာကျွန်တော်ပြောရမယ်ဆိုရင်ဗျာဒီ normal ကျွန်တော်တို့ပြေးနေတဲ့အချိန်မှာအပြေးအဲ့လောက်မတန်ဘူးဒါပေမဲ့ခွေးလိုက်ဆွဲတဲ့အချိန်ပြေးတဲ့အပြေးကဘာလို့အရန်တန်နေရလဲ ကျွန်တော်တို့အုံတော့ကစိတ်ကနေထုတ်ပဲဗါတကယ်လို့ကျွန်တော်တို့အမြန်မပြေးဆိုခွေးရနောက်ကကျွန်တော်တို့ကြိုက်တော့ပါအဲ့ဒီအတွက်ဥမာကျွန်တော်တို့အမြန်ပြေးမအောင်ရမှာဒါကျွန်တော်တို့အုံတော့ရခန္ဓာကိုယ်ထိန်းကြောင်းမှုပဲဗျာအရေးကြီးရအရေးကြီးဆိုကျွန်တော်တို့အုံတော့က automatic သူ့အတူအလုပ်လုပ်ပေးသွားတယ်ကျွန်တော်တို့အုံတော့ထဲက chemical reaction တွေကအယောင်အံ့ဩမှုကောင်းတယ် ကျွန်တော်ဒီဘာသာရေးအယူအယသွားကြည့်မယ်ဆိုရင်ဗျာကျွန်တော်ဘာသာရေးနဲ့ပတ်သက်ပြီးအများကြီးလေ့လာလိုက်တဲ့ဒီ content ကိုကျွန်တော်ပြောဖို့အတွက်ကိုပါအဲ့လိုလေ့လာလိုက်တဲ့ပတ်ပေါင်းကျွန်တော်ဘာသွားမြင်လဲလို့မေးနေဆိုရင်ဗျာဟိုတရေဆိုတာကျွန်တော်တို့ဒီဘာသာရေးမှာမပြောပြတာဟောဗျာတရေရှိတယ်ဆိုရင်မပြောပြတာဝိညာဉ်ရှိတယ်ဆိုပြီးတော့ပြောပြတာလေနတ်ဆိုးရှိတယ်နှောက်ရက်တယ်လို့ရှိရယ်ဗုဒ္ဓဘာသာမှာဆိုရင်မာနတ်ရှိတယ်အစ္စလမ်ဘာသာမှာဆိုဂျင်ရှိတယ်ကျွန်တော်ဒီခရစ်ယာန်တို့ဂျူးတို့ဘာတို့မှာဆိုရှိုက်တန်တို့ဘာတို့စေတန်တို့ဘာတို့ရှိတယ်ဆိုတော့ဒီအစ္စလမ်နဲ့လည်းနေတူတယ်အစ္စလမ်ကလည်းရှိုက်တန်လို့ခေါ်တာကိုတွေ့ရတယ်ဆိုတော့ဒီအကြောင်းအရာဒီမှာကျွန်တော်တွေ့ကြည့်မယ်ဆိုရင်ဗျာဒီနတ်ဆိုးဆိုတာရှိတယ် ဝိညာဉ်ဆိုတာရှိတယ်။တရေဆိုတာတော့ဒီသူတို့ပေါ်ပြလာတာမတွေ့ရအောင်ဗျာကျွန်တော်မြင်ရတဲ့လောက်ကတော့ကျွန်တော်တွေ့ရတဲ့လောက်ကပြောရမယ်ဆိုရင်ပြီးတော့တရေဆိုတဲ့အဓိပ္ပာယ်ကဘာလို့ဆိုလို့ကျင်တာလဲအဓိကတရေနဲ့ဝိညာဉ်တွေကွာခြားချက်ကအများကြီးရှိတယ်ဗျာဝိညာဉ်ဆိုတာကျွန်တော်ရှိတယ်ဆိုပြီးကျွန်တော်100%ယုံကြည်ပါဘာဖြစ်လို့လဲလို့မေးရဆိုရင်ဗျာဟိုကျွန်တော်ကိုယ်တိုင်မမြင်တော့မမြင်ဘူးဒါပေမဲ့တွေ့ကြုံမှုတယ်ဝိညာဉ်ရှိတာ ဘလို့တွေးချုံဘူးလဲလို့မေးတယ်ဆိုရင်ကျွန်တော်အရန်ရင်းနေရတဲ့လူတယောက်ပေါ့ဗျာဆိုတော့ကျွန်တော်တို့ ਨੇ ဆွန့်ခွာသွားတဲ့အချိန်မှာကျွန်တော်လာနှုတ်ဆက်သွားတဲ့ပုံစံမျိုးတွေကျွန်တော်တကယ် personally ကျွန်တော်ကြုံတွေ့ခဲ့ရတယ်။ဆိုတော့ကျွန်တော်အရန်ချစ်တဲ့လူတယောက်ပေါ့ဆိုတော့ကျွန်တော်ကျွန်တော်တို့ base အမျိုးတွေရပဲပေါ့ဗျာကျွန်တော်တို့ဒီဟိုဟာတွေရပဲအဲ့လိုမျိုးအရန်ချစ်တဲ့လူတယောက်ကကျွန်တော်ကိုဆွန့်ခွာသွားပြီးဆုံးသွားတယ်ပေါ့ဗျာဆုံးသွားတဲ့အချိန်တွေမှာကျွန်တော်ကိုလာနှုတ်ဆက်တာတွေသူ့မိသားစုကိုသွားနှုတ်ဆက်တာတွေအဲ့လိုမျိုးတွေကြုံရတယ်ဗျာအဲ့လိုမျိုးတွေကြုံရတဲ့အပေါ်မှာဝိညာဉ်ကတော့ရှိနိုင်တယ်ဝိညာဉ်ရှိနိုင်တယ်ဆိုရင်လေဝိညာဉ်ကကြောက်ဖို့ကောင်းလာလို့ဖြစ်နေဆိုရင် no ပါ ဝိညာဉ်ဟာကြောက်ဖို့လုံးဝမကောင်းပါဘုရားဘာသာမှာလည်းဖော်ပြလာပါတယ်ကျွန်တော်တို့လူပေါင်းထဲတဆင်းနေတဲ့ဘောင်ဝိညာဉ်လောကဆိုတာဆိုအဲ့ဒီတော့သူကကျွန်တော်တို့ဒုက္ခမပေးနိုင်ဘူးဗျာအများဆုံးသူလုံနိုင်တောင်မှဒါအများဆုံးကျွန်တော်ဗျာအများဆုံးလုံနိုင်တောင်မှကျွန်တော်တို့ကိုထင်ပြနိုင်အဲ့ဒါအများဆုံးပဲအဲ့ဒါတော့ကိုထင်ပြကိုအရန်ခက်ခဲတယ်ဗျာပြော်ဒီဘာသာရဲ့အယူအရကိုတော့ကြည့်မယ်ဆိုရင်တရေဆိုတာကျွန်တော်တို့နှောက်ရှက်ဖို့ကတော့မဖြစ်နိုင်ဒါပေမဲ့အောင်လန်းဒီလက်နဲ့ဝိညာဉ်တွေကိုဖမ်းပြီးတော့နှောက်ရထားတော့အများကြီးရှိရဗျ။ကျွန်တော်ဒီဝိညာဉ်တွေကိုတွေ့ကြည့်မယ်ဆိုရင်ဥမာကျွန်တော်ဒီမှာထိုင်နေရဗျ။ကျွန်တော်လမ်းထိပ်မှာဘာဖြစ်နေလဲကျွန်တော်မသိဘူး။ ်ဒါပေမဲ့ဝိညာဉ်ကချက်ချင်းတွက်ကြည့်ပြီးလာလို့ရတယ်အဲ့လိုအခြေအနေမျိုးမှာဝိညာဉ်နဲ့ကျွန်တော်တို့နဲ့မှာ gap ကဘာလဲဆိုတော့သူတို့ပူပြီးလှည့်မြန်စွာ information ကိုယူလို့ရတယ်ကျွန်တော် information တွားယူလို့ရတယ်ဒါပေမဲ့နောက်ကျနိုင်တယ်ဆိုတော့အဲ့လိုမျိုးအခြေအနေမှာ online ဆရာတွေကဒီနီးလန်းကိုတုံးကြတာများတယ်